အခုတင်ဆက်ပေးမယ့်အစီအစဉ်ကတော့အမျိုးသမီးခွင့်ရတဲ့လှုပ်ရှားခဲ့တဲ့ထင်ရှားကြော်ကြားတဲ့အမျိုးသမီးတွေရဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးမယ့်အစီအစဉ်ပဲဖြစ်ပါတယ်။ထိုင်းနိုင်ငံမှာမေရော်ကြီးလို့ပြောလိုက်ရင်ပြင်းပြင်းမေးရသူတအူရဲရှိပါတယ်။သူမကတော့ထိုင်းပြည်ကြီးဘူမီဘောရဲ့ဇနီးမိဖုရားကြီးတီးရီခစ်ပဲဖြစ်ပါတယ်။သူမဟာဘရင်မိဖုရားတအူဖြစ်ပေမဲ့ပြည်သူတွေနဲ့တရင်တနီးဆက်ဆံပြီးဟန်ဆောင်မှုမရှိတာကြောင့်အားလုံးကလေးစားကြသူလည်းဖြစ်ပါတယ်။သူမဟာမိခင်တအူအနေနဲ့ ပြည်သူတွေနဲ့အနီးကပ်နေခဲ့သူမင်းကုန်းနယ်ပြည်လှုပ်ဆောင်မှုများနဲ့ပြည်သူစိတ်ထဲမှာနေရာရသူတို့လည်းဖြစ်ခဲ့ပါတယ်။ဒီနေ့မှာတော့တိုင်းပြည်သူလူထုနဲ့ကဘာတဝန်းကလည်းမြေတားပြည့်ဖြစ်လေးစားခဲ့ကြတဲ့မေတော်ကြီးသီရိခိကဲ့ဘဝကို ပြန်လည်အသိပေးဖော်ပြလိုပါတယ်။သီရိခိမိဖုရားကြီးဟာ1932ခုနှစ်ဩဂတ်လ2ရက်နေ့မှာဗကောက်မြို့မှာမွေးဖွားခဲ့ပါတယ်။မင်းမျိုးမင်းတွေကစဉ်ဆက်လာသူဖြစ်ပေမဲ့ဘ ഹു သူဒ္ဓနဲ့အမှုပညာပေါ်အလုံးစိတ်ဝင်စားတဲ့သူတယောက်ဖြစ်ပါတယ်။ ပြင်သစ်နဲ့ဆွစ်ဇာလန်မှာကျောင်းတက်နေစဉ်ဘူမီဘောဘီယင်ကြီးနဲ့တွေ့ဆုံပြီးလက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။သူမနဲ့ဘူမီဘောဘီယင်ကြီးတို့ဟာအတူတူစီစီလုံးလုံးနဲ့ထိုင်းတနိုင်ငံလုံးအတွက်အသက်ပေးလှူဆောင်ခဲ့သူတွေထဲမှာအထင်ရှားဆုံးပဲဖြစ်ပါတယ်။ဘူမီဘောဘီယင်ကြီးကဟိုချီဝိဖျားဝတ်တော်သွားတဲ့အခါမိဖျားကြီးတီတီခိကမင်းဆိုရစာအဖြစ်အစိုးရမှုတွေကိုကိုရိုင်းစီမံခွင့်ရရှိခဲ့ပါတယ်။သူမဟာမိဖုရားတအူးအနေနဲ့မဟုတ်ဘဲပြည်သူတွေအတွက်မိခင်တအူးဖြစ်နေခဲ့တာပါ ဒါကြောင့်မို့လို့လေသူမရဲ့မွေးနေ့ဖြစ်တဲ့ဩဂလ12ရက်နေ့ကိုထိုင်းနိုင်ငံမှာမသားဒီအဖြစ်သတ်မှတ်ထားခြင်းခံခဲ့ရသူတဦးလည်းဖြစ်ပါတယ်။မိဖုရားကြည်သီးခစ်ကိုမြို့ပြထက်ကျေးလက်ဒေသတွေမှာပုံမြင်ခဲ့ရတာပါ။သူမဟာမိုးကြောင့်လမ်းကောင်းမကောင်းတဲ့ရွာတွေကိုတော့ရောက်အောင်သွားခဲ့သူဖြစ်ပါတယ်။ဘရင်ကြီးနဲ့အတူသူမဟာကင်မရာတစ်လုံးကင်ပြီးထိုင်းနိုင်ငံအနက်ကပြည်သူတွေနဲ့ထိတွေ့ဆက်ဆံပြီးကောင်းမွန်အောင်ဆောင်ရွက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ရွာသားတွေကိုတွေ့ပြီးသင်တို့နဲ့အတူတူလုပ်ကြပါမယ်လို့ပြောတတ်သူပဲဖြစ်ပါတယ်။ သူမကထိုင်းမျိုးသမီးတွေအတွက်အလောက်ကင်ဖန်တီးဖို့ support foundation ဆိုတဲ့စင်မကိတ်တစ်ခုတည်ထောင်ခဲ့ပါတယ်။အဲ့ဒီကနေရှားပါတဲ့လက်မှုအမှုပညာတွေအထည်လိတ်လုပ်ငန်းတွေသစ်သားလက်မှုလုပ်ငန်းတွေထိပြည်လဲအသက်သွင်းပေးခဲ့သူဖြစ်ပါတယ်။ထိုင်းရိုးရအထက်ထိုင်းစစ်ကိုနိုင်ငံတကာမှာထင်ရှားအောင်ပြုလုပ်ပေးခဲ့သူကလည်းသူမပဲဖြစ်ပါတယ်။သူမကအမှုပညာကိုတံပိုးထားသူတစ်ယောက်လည်းဖြစ်ပါတယ်။သူမကထိုင်းနဲ့ပြည်မဒီဇိုင်နာတွေပူးပေါင်းပြီး အထည်အသစ်တွေကိုဖန်တီးခဲ့ပါတယ်။ဒီမှာကထိုင်းအင်ဂျင်မှုရဲ့သဘာဝအလားကိုနိုင်ငံတကာကအတိမပြုအောင်ပြသခဲ့သူတဦးလည်းဖြစ်ပါတယ်။ဒီမှာရဲ့စကားတစ်ခုကတိုက်ပြည်သူအများအတွက် သင်ခန်းစာတစ်ခု ဖြစ်နေခဲ့တာပါ။ကျမတို့ကလူတွေကိုကူညီဖို့ပါလက်ခံဖို့မဟုတ်ပါဘူး။ဒီစကလုံးကသူမရဲ့စစ်မှန်တဲ့စေတနာနဲ့ပြည်သူတွေပေါ်ထားရှိတဲ့သဘောထားကို ပြသနေခဲ့ပါတယ်။ဘီအကြီးဘူမီပေါ်နေရာဆံပြီးနောက်ဘီဖျားကြီးတိရိခေက ကျမရေးအားနေလာခဲ့ပေမဲ့ပြည်သူတွေနဲ့ဝေးကွာခြင်းမရှိခဲ့ပါဘူး။သူမဟာအသက်63နှစ်ရွယ်2025ခုနှစ်အောက်တိုဘာလ24ရက်နေ့9နာရီ21မိနစ်မှာဘန်ကောက်ရှိဘရင်ချူလာလောင်ကိုစေးရုံမှာသွေးရင်းအဆိပ်တက်တဲ့ယောဂနဲ့ကန်တော်ကုန်ဆုံးသွားခဲ့တာကြောင့်ထိုက်တဲ့နိုင်ငံလုံးဝန်내ခဲ့ကြရပါတယ်။ မိဖုရားကြီးတိရိခိကွယ်လွန်မှုနဲ့ပတ်သက်ပြီးတနစ်ကြာဝန်내ခြင်းကြေညာထားကဇာပနကိုထိုင်းတော်ဝင်အစဉ်လာတိုင်းပြုလုပ်သွားမှာဖြစ်ပြီးရုပ်အလောင်းအားဘန်ကောက်မြို့ရှိ Grand Palace Dusitron Hall မှာနိုင်ငံတော်ခမ်းနားနဲ့ထားရှိမှာဖြစ်ပါတယ်။ဒူမကမိဖုရားတဦးသာမကမိခင်တဦးလူမှုဖွံ့ဖြိုးရေးရဲ့အဖော်ထိုင်းကျေးမှုကိုနိုင်ငံတကာနဲ့မိတ်ဆက်ပေးခဲ့သူတဦးလည်းဖြစ်ပါတယ်။သူမရဲ့အမိစေတနာနဲ့နှွေးထွေးမှုတွေဟာ ထိုင်းနိုင်ငံအတွက်မှတ်ကြောက်တော်အဖြစ်ဆက်လက်တည်ရှိနေမှာဖြစ်ပြီးသူမဟာထိုင်းပြည်သူတွေအတွက်ဗဟုသုတနဲ့မေတ္တာတရားရဲ့အကောင်းဆုံးသင်ခန်းစာအဖြစ်ဆက်လက်တည်ရှိနေမှာပဲဖြစ်ပါတော့တယ်